ားလုံးပဲမင်္ဂလာပါမနေ့ကကစားခဲ့တဲ့ International Break ပွဲစဉ်တွေမတိုင်ခဲ့ဒါ Premier League 17ရဲ့ပွဲစဉ်17ရဲ့ဘလို့အစောဆုံးပွဲစဉ်တွေပွဲဖြစ် Tottenham Hotspur တဲ့ Manchester United အသင်းတို့ရဲ့ပွဲစဉ်မှာတော့ Tottenham Hotspur ကအိမ်ခွင့်မှာဒါ United ကိုဒုတိယပိုင်းတွင်ကိုးတွေနဲ့အတူတူ draw ချပြီးတော့မှရမတ်တမတ်ရအောင်စွမ်းဆောင်နိုင်ခဲ့တယ်ဆိုတော့ဒီနှစ်ပွဲမှာတော့ဒါပြောစရာရှိတာ United တင်းရဲ့ကစားပုံပေါ့လေဒါကျွန်တော်ဒုတိယပိုင်းကစားပုံကမေကွန်ထုတ်ဆရာရှိခဲ့သလိုဒါကျွန်တော်တို့ United အသင်းက Tottenham Hotspur အသင်းနဲ့တွေ့တိုင်း struggle ဖြစ်တဲ့ပုံစံတိုင်းပဲဒီနေ့ပွဲမှာဒုတိယပိုင်းမှာတော်တော်လေး struggle ဖြစ်ခဲ့တာဆိုတော့ပွဲအမှန်တိုင်းပြောရရင်တော့ပထမပိုင်းမှာ United ကကောင်းကောင်း Tottenham Hotspur လင်းကိုထိန်းချုပ်ကစားနိုင်တယ်အထူးသဖြင့်တော့ဒါကျွန်တော်တို့တိုက်စစ်အတွဲပေါ့လေ the fact of Vumo အာကျွန်တော်အမတ်ဒီယလိုနဲ့တိုက်စစ်ကစားမှာဖြစ်တဲ့အာကျွန်တော်တို့ဒီခူညာတို့အလုပ်ဖြစ်ခဲ့တယ်အာအထူးသဖြင့်တော့ဒါကွင်းလယ်မှာ၄ရက်တန်ထားပြီးတော့မှဒါ Tottenham Hotspur တင်းရဲ့ကွင်းလယ်လမ်းကြောင်းမှာတပြားကိုသူတို့ရှင်းထုတ်ခဲ့တယ်ဆိုတော့အပိုင်းပြောရရင်တော့ ယူနိုက်တက်အသင်းတပွဲလုံး overall performance ရတော့ defender Tottenham Hotspur အသင်းကိုဒါ possession အရတော့ရှင်ပြီးတော့မှကစားနိုင်ခဲ့ဘူး Tottenham Hotspur အသင်းကအင်ကွင်းဖြစ်ပေမဲ့လို့ဒီနေ့ပွဲမှာပထမပိုင်း form တော်တော်အောက်တယ်အထူးသဖြင့်တော့ကစားသမားတချို့ form တော်တော်အောက်တယ်အဲကျွန်တော်ဇာဘီဆိုင်မွန်အပါဝင်တိုက်စစ်ကစားမှဖြစ်တဲ့ Richarlison ကတပွဲလုံးအတိုင်းအတာရကျွန်တော်တို့ဒီပေါ်လေးပျောက်နေတဲ့အနေအထားဖြစ်တယ် Richarlison ကဒုတိယပိုင်းမှာပြင်ကုန်တခုအတွင်းယူနိုက်တယ်ဆိုပေမဲ့လို့အာကျွန်တော်တို့ဒီပွဲမှာထိရောက်တဲ့ဒီပေါ်လေးဂိုးပေါက်ချင်းချမှုတွေသူမလုပ်နိုင်ခဲ့ဘူးဆိုတော့ ပွဲအလဲပြောင်းကဒါဒုတိယပိုင်းမှာကျွန်တော်တို့အာဒီပေါ့လေဖောင်းအောင်နေတဲ့ကစားသမားဖြစ်တဲ့ဇာဘီဆိုင်မောအဖာဝင် ကျွန်တော်ဂျာဥပယ်လုံညာရှားကစားသမားတွေတော်ကြာဟော့စပါတင်ကလဲလိုက်တဲ့အချိန်မှာစပါကဒါယူနိုက်တက်ကိုကောင်းကောင်းထိန်းချုပ်တဲ့အထူးသဖြင့်တော့ဒါကျွန်တော်တို့ဝင်းနေကနေတော်လျှောက်ယူနိုက်တက်ရဲ့ခန်းစစ်ကိုအာကျွန်တော်တို့ဒီပေါ့လေအချိန်ချင်းဒုက္ခပေးနိုင်ခဲ့တယ်ဆိုတော့ဒီနေရာမှာပြောချင်တာကကျွန်တော်တို့ United တဲ့အနေပြဖြစ်တဲ့အမိုရီအနေနဲ့ပေါ့လေဆိုတော့ဒုတိယပိုင်းအာကျွန်တော်တို့ဒီကစားပုံကတော်တော်လေးကိုအောက်သွားတယ် ဒီဒါပြန်ကျွန်တော်ကစားသမားတွေကအထူးသဖြင့်တော့ present နေအဲ့ actually present နေကတော်တော်လေးကိုမှားတာအထူးသဖြင့်တော့ကစားသမားတယောက်နဲ့တယောက်ပြီးတဲ့နေရာမှာတိကျတဲ့ပေးပို့မှုတွေမရနိုင်ခဲ့တယ်လို့တစ်ဖက်ကတော်တော် hospital ကစားသမားတွေက နိုင်လို့စိတ်ပြင်းပြမှုနဲ့အတူဒါကျွန်တော်တို့ကောင်းကောင်းဖြတ်တောက်နိုင်ခဲ့တယ်။ဒါကြောင့်မလို့ဒါကျွန်တော်တို့နောက်ဆုံးပြိုင်ပွဲဆုံး၅ပွဲဆက်မှာဒါကျွန်တော်တို့တော်ရန်ဟော့စပါနဲ့ကိုအတားမရတဲ့အတိုင်းပဲလက်ရှိမှာလည်းဒါကျွန်တော်တို့ပေါ့လေအာဒီတေးရလက်နေတာခြေနဲ့ခဲ့ရတယ်။ဆိုတော့ဒီချိန်ဒီမှာပြောစရာရှိတာကယူနိုက်တက်အသေးပဲဆိုတော့ပြီးခဲ့တဲ့ပွဲတုန်းကလည်းဒါကျွန်တော်တို့ပေါ့လေသူတို့2-0နဲ့သူတို့ရတယ်ဒုတိယပိုင်းမှာဒါကျွန်တော်ဂိုးတွေပြန်ပေးရတယ်တေးကြရတယ်ဆိုတော့လက်ရှိအနေအထားရတော့ ပရီးမီးယားလိနှစ်ပွဲဆက်ဘတ်တူဘတ်သွင်းကုန်းနှစ်ကိုးစီနဲ့တည်ကြခဲ့တဲ့အနေအထားဖြစ်တယ်။ဒါကြောင့်မလို့ဖီးယားတချို့တော့ရှိတဲ့အနေအထားမှာကစားသမားတချို့ကလည်းမေကွန်ထုတ်เสียရှိတယ်။ပထမပိုင်းမှာဒါကျွန်တော်တို့ဘူမိုရဲ့လက်ဆိုင်ကနေတောင်းလျှောက်တော့တဲ့ host parting ကို freezing လုပ်တယ်။အာကျွန်တော်တို့ပေါ့လေဒါ ဒီအာမတ်ဒီယာလူအချမ်းကတိတ်ပြီးတော့ထိရောက်တဲ့ပံ့ပိုးမှုမျိုးမလုံနိုင်ခဲ့တော့အာမတ်ဒီယာလူလည်းဘာမှမလုံနိုင်ခဲ့ဆိုတော့ဒီနေ့ပွဲမှာတော်တော်ဟော့စပါတင်ကပစ်ချန်အရာရောကျွန်တော်တို့တိုးတယ်ရှုရံရပါယူနိုက်တက်ထန်းတာလွန်ခဲ့တယ်ဒါပြင်သွင်းကိုတချို့ရခဲ့တယ်အဲကျွန်တော် offside ဖြစ်နေတဲ့အတွက်ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့တာဂိုးမရခဲ့တဲ့အခြေအနေဖြစ်တယ်ဒါကြောင့်မလို့ယူနိုက်တက်တင်းနေတော့ကျွန်တော်တို့ဒီပေါ့လေဖောင်အရာတော့မတည်ငြိမ်သေးဘူးလို့ပြောရမယ်အထူးသဖြင့်တော့ဒါကျွန်တော်တပွဲလုံးတိုင်းတိုင်ရမမှန်သေးတဲ့အခြေအနေမှာဖက်က တော်တဲ့ဟော့စပါတင်ကိုဒုတိယပိုင်းမှာမာတီတီအပါဝင်ဒါကစားသမားတွေရီချာလီဆိုင်ရဲ့အတွင်းကိုခွင့်ပြုလိုက်ရလို့ဒါကျွန်တော်ဒါနောက်ဆုံးမိနစ်ရောက်မှဒါလီယန်ဒီလက်ကောင်းတိုက်လို့ပေါ့လေဒီလက်ကောင်းတိုက်လို့အာတူတူဒရောကြတယ်တမို့ဆိုကြဒါကျွန်တော်အဝေးခွင့်မှာရင်းနိုင်သွားနိုင်တဲ့အခြေအနေဖြစ်တယ်ဆိုတော့ဒါယူနိုက်တက်တင်ကတော့ဒီတော်တဲ့ဟော့စပါတင်နဲ့တွေ့တိုင်းကျွန်တော်အရှိဒီပေါ့လေရုံးကန်ရတဲ့အခြေအနေတိုင်းပဲအာ စပါအင်ကွင်းမှာနောက်ထပ်ပေါ့လေဒါကျွန်တော်တည်တပွဲနေတာအချိန်နဲ့ခဲရနေနေထားဖြစ်တယ်ဆိုတော့ကြီးစုပေးခဲ့တဲ့ဒုတိယကိုချင်းစီတိုင်းကိုအထူးပဲကျေးဇူးတို့ပါတယ်မြန်မာပြည်သူပြည်သားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြမ်းမှခြင်းနဲ့အားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတို့ပါတယ်